ကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားမီးများတွေအခုဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာနဲ့ပတ်သက်တဲ့ကကြမာအခြေအနေများကိုဟောပြောပေးမှာပဲဖြစ်ပါတယ်။ဟောပြောပေးမယ်ဆိုတဲ့အခါမှာအလုတ်ကိုင်းငွေကြေးကျန်းမာရေးနောက်လူမှုရေးပညာရေးဘာသာရေးနောက်ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စရန်အတိုက်ခိုက်ရှိမရှိစသဖြင့်ပြည့်ပြည့်စုံစုံလေးဖြေရလေအောင်ဒါတဲရော့ကတ်တွေနဲ့တက်ကတ်ချင်းကျွန်တော်ကြည့်ပြီးတော့ဟောပြောပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုခိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့ အသေးလေးကိုနှိပ်ပြီးတော့ line လုပ်ပေးပါအောင်။နောက် follow မလုပ်ဝသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။အဲ့တော့အင်္ဂါသားသမီးများအနေနဲ့အခုဒါဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာကာလတွင်မှာလုပ်ငန်းကိုင်ကံပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့အကြက်တဲအခက်အခဲလေးတွေ အကြက်တဲခက်ခဲလေးတွေကြုံတွေ့ရတတ်ပါတယ်ဘလို့လုံငန်းခိုင်ငန်းမျိုးပဲလောက်ကန်ဆောင်ရွက်သည်ပဲဖြစ်ပါစေလွယ်လွယ်ကူကူရှော့ရှော့ရှူရှူနဲ့လောကကန်ရတာမျိုးမရှိဘဲနဲ့ပေါ့နော်အခက်ခဲတွေအနှောက်အယှက်တွေအစင်မပြေမှုတွေကြားထဲကနေပြီးတော့ရုံးကန်ရနိုင်တဲ့အခြေအနေမျိုးလေးတွေ ကြုံရတတ်ပါတယ်။ဒါဝင်နှန်းတို့ဘာလို့ဆိုလို့ရှိရင်လည်းပဲကြီးခဲ့တဲ့သူတွေနဲ့အဆင်မပြေတာမျိုးတွေကြီးခဲ့တဲ့သူတွေရဲ့ညွန်ညင်မှုခံရတာမျိုးတွေတွေကြုံရတတ်ပါတယ်။ကိုယ်ပိုင် လုပ်ငန်းကိုင်ငန်းလုပ်နေတဲ့သူတွေဆိုရင်လည်းပဲကိုယ့်ရဲ့လုပ်ငန်းမှာအပြိုင်ဆိုင်တွေအနှောက်အယှက်တွေအတိုက်အခိုက်တွေတအားများတတ်တဲ့လာတလာကိုဒါရောက်နေခြင်းဖြစ်ပါတယ်နော်။ဒါမျိုးအလုပ်ကိုင်နဲ့ပတ်သက်ရင်နည်းနည်းကယူဆိုင်ပြပါလို့မှာချလို့ပါလေ။ငွေရေးကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုလည်းဆက်ပြောပါမယ်။ငွေရေးကြေးပိုင်းမှာလည်းအားနည်းနေတဲ့အနေအထားမျိုးကိုတွေ့ရပါတယ်။ငွေကြေးအတွက်နည်းနည်းစိတ် ်ရှုပ်စရာတွေကြုံလာရနိုင်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာတွေကိုတခုပြီးတခုဖြေရှင်းနေရနိုင်တယ်လို့တွေ့ရပါတယ်။အထူးသဖြင့်ကိုအောက်ကကိုတဲ့ငယ်တဲ့သူတွေကိုအကြောင်းပြုပြီးတော့ငွေကြေးပိုင်းမှာအဲစိတ်ညစ်စရာလေးတွေကြုံရတတ်တယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်ခင်ဗျာ။နောက်ကျမအေးပိုင်းအဲ့တော့ကျမအေးပိုင်းဟာ ဘယ်လိုပြောမလဲဆိုတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အဆင်မပြေမှုတွေနဲ့ပို့ပြီးတော့သက်ဆိုင်ပါတယ်အဲ့တော့စိတ်မပျော်ရွှင်မှုစိတ်မကြည်လင်မှုစိတ်မလန်းဆန်းမှုဖြစ်နေတဲ့အခါမှာကျန်းမာရေးရလည်းပဲဟိုဟာညံ့လိုက်ဒီဒါညံ့လိုက်နော်ဟိုနေရာမကောင်းဖြစ်လိုက်ဒီနေရာကမကောင်းဖြစ်လိုက်ဆိုတဲ့ပုံစံမျိုးတွေရှိလာနိုင်ပါတယ်ဒါမလို့ကျန်းမာရေးပိုင်းကိုလည်းပဲညံ့တယ်လို့ကျွန်တော်ကထပ်ပြီးတော့တွေးရပါတယ်ခင်ဗျာအဲ့တော့လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပါမယ်လူမှုရေးပိုင်းမှာတော့ပုံမှန်အားဖြင့်ရှိပါတယ်တအားကြီးအကောင်းကြီးလည်းမဟုတ်တယ်လို့အဆိုးကြီးလည်းမဟုတ်ဘူးအကောင်းအဆိုးညီမ ညနေတယ်လို့တွေ့ရပါတယ်ခင်ဗျာအဲ့တော့ပညာရေးကံသို့မဟုတ်ဘာသာရေးကံကိုကျွန်တော်ကြည့်ပေးပါမယ်အဲ့ဒီပညာရေးကံဘာသာရေးကံကတော့ပုံမှန်အားဖြင့်ရှိပါတယ်အသင်ထဲမှာပဲပါပါတယ်ဒါပေမဲ့ဒီကာလဟာပညာရေးကံတအားကောင်းတယ်လို့လည်းမဆိုသာသလိုအဲဘာသာရေးဘက်မှာလည်းတအားကြီးကံနေကောင်းနေပါတယ်လို့ပြောလို့ရနိုင်တဲ့အနေအထားမျိုးကြီးထဲမှာတော့မတွေ့ရသလိုအညံတဲ့ကိုရောက်နေတယ်လို့လည်းပဲမဟုတ်ပါဘူးခင်ဗျာခရီးသွားလာမှုနဲ့ပတ်သက်တဲ့အကြောင်းကိစ္စကြည့်တဲ့အခါမှာလည်းပဲခရီးကြိုညံ့နေပါလေဒါပေမဲ့ခရီးသွားလာမှုနဲ့ပတ်သက်တဲ့အခြေအနေတွေမှာအဆင်မပြေမှု းလေးတွေညားရပါတယ်เนาะဂယူဆိုင်ပါအဲ့တော့နောက်ဆုံးရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်ကြည့်ပေးပါမယ်ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့ တိတ်ကြီးကြီးမမမရှိပါဘူးရန်တွေအတိုက်ခိုက်တွေကိုကြုံလာခဲ့မယ်ဆိုရင်လည်းပဲကြော်ဖြတ်နိုင်မယ်လို့တွေးရပါတယ်အဲ့တော့အားလုံးကိုခြုံငုံပြီးကြည့်မယ်ဆိုလို့ရှင်တော့အင်္ဂါသားမိများဟာဒီကုနိုဝင်မှာလာတဲ့မှာအလောက်ကင်ရောငွေကြေးပိုင်းရောအဲနောက်ကျမကြီးတို့ဘာတို့မှာရောပေါ့နော်အညံလေးတွေရှိနေတဲ့ပုံစံလေးတွေကိုသွားတွေးရပါတယ်ဒါလို့ဘာရရာလေးတွေဘလို့ဆော်ဝဲတင်လဲဆိုတာကိုနောက်ထပ်တဲရော့ကန်လေးမှာကျွန်တော်ထပ်ပြီးတော့ကြည့်ပေးပါမယ်ဒါပြင်ဘလို့ကန်အခွင့်အလန်းကောင်းတွေကိုလည်းပဲကြုံတွေးရရှိနိုင်အောင်မလဲဘာတွေကိုဒီလာထဲမှာမျှော်လင့်လို့ရနိုင်မလဲဆိုတာကိုထပ်ပြီး ီးတော့ကြည့်ပေးပါမယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှတအူးချင်းတက်ရောက်ချင်း ဘေဒီနေနေကျင်နေဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အရင်ကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဘေဒီမေးမြန်းလို့ရပါတယ်ခင်ဗျာ။တဝူးချင်းတယောက်ချင်းရဲ့ဘေဒီကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဘေဒီဟောစတန်လေးကိုကျွန်တော်ပို့ပေးတယ်။တိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်။နောက်လိုအပ်တဲ့ရေရာတွေကိုအကြံပြုတိုင်းညွှန်ပေးပါတယ်ခင်ဗျာ။ညံပူဇော်ကတဝူးကို2000ကျပ်ယူပါတယ်။နောက်ရန်ကုန်မှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကအခုဒီနိုဝင်ဘာလလာဇန်ပိုင်းမှာကျွန်တော်ရန်ကုန်မှာရှိပါမယ်။အဲ့တော့ကျွန်တော်နဲ့ ြင်မှာလူတွေတွေးဆုံမေးမြန်းခြင်းနဲ့မိစေများကကျွန်တော်ကိုကြိုတင်ဆက်သွယ်စည်ရင်းပေးပြီးတော့လာရောက်တွေးဆုံမေးမြန်းနိုင်ပါတယ်ခင်ဗျာ နောက်ကျွန်တော်ရဲ့မိတ်ဆွေများခင်ဗျာကျွန်တော်နာမည်နဲ့ Bedin application လေးလုပ်ထားတာရှိပါတယ် Play Store မှာ Soyan Thon ဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ Bedin application လေးကို download ဆွဲကနှိမ့်စေကျွန်တော်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily အဟောတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အဲ့တော့နှိမ့်စေအဟောတွေအပြင်တပတ်စာဟောစာတွေတစ်လစာဟောစာတွေတစ်နှစ်စာဟောစာတွေကိုလည်းပဲ application လေးထဲမှာကျွန်တော်ထည့်ပေးထားပါတယ်ကျွန်တော်ကိုအားပေးတဲ့မိတ်ဆွေများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေါ့နော် application လေးကို download ဆွဲပြီးတော့နှိမ့်စေကြည့်ရှုအားပေးတဲ့မိတ်ဆွေများအတွက်

ကို့အတွက်အရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးမြန်းနိုင်ပါတယ်။အဲ့တော့ဒီရဲ့ post out မှာအဲကျွန်တော်ရဲ့ application လေးကို download ဆွဲထားတဲ့ပုံလေးကို screenshot ရိုက်ပြီးလို့ရှိရင်ကို့သိလိုတဲ့မေးခွန်းတစ်ခုကိုမေးမြန်းနိုင်ပါတယ်။ကျွန်တော်ကအင်္ဂါဝိဇ္ဇာနဲ့တော့လကောက်သို့မဟုတ်တေရောကတ်နဲ့တော့လကောက်ကြည့်ပြီးလို့ရှိရင် ပြန်ပြီးတော့ကျွန်တော်တတ်နိုင်သလောက်ဖြည့်ပြီးဟောပေးပါမယ်။ဒါကတော့ကျွန်တော်ရဲ့မိတ်ဆွေများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကျွန်တော်ဘက်ကနေပြီးတော့တတ်နိုင်သလောက်ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ကဲခုဆက်လက်ပြီးတော့အင်္ဂါသားမိများတွေဘလုတ်ကတ်အခွင့်အလမ်းပေါင်း င်းတွေကြုံတွေ့ရနိုင်အောင်မလဲနောက်ဘလို့ရရတွေကိုဆောင်ရွက်တင်ပါတယ်လဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ကြည့်ပြပါမယ်ခင်ဗျာအင်္ဂါလာမီများကိုမှားကျင်တာကဘယ်အလုပ်ကိစ္စကိုပဲလုပ်လို့အချိန်မဆွဲပါနဲ့လင်းလင်းမြန်မြန်စဉ်းစားဆုံးဖြတ်ပြီးတော့လောက်ကန်ဆောင်ရွက်ပါအချိန်ဆွဲနေမယ်တွေ့ဝေနေမယ် စဉ်းစားနေမယ်ဆိုရင်အခွင့်အလမ်းကောင်းတွေကိုလက်လွတ်ဆုံးရှုံးသွားတာမျိုးတွေကိုကြုံတွေ့ရတတ်ပါတယ်။နောက်ဘယ်အလုပ်ကိုပဲလုပ်လို့တစ်ချိန်နဲ့မအောင်မြင်နောက်တစ်ချိန်ထပ်ပြီးစူးစမ်းပါ။နောက်တစ်ချိန်မအောင်မြင်နောက်တစ်ချိန်ထပ်ပြီးတော့စူးစမ်းပါ။အချိန်ချင်းအခါခါစူးစမ်းလုံဆောင်ခြင်းအပြင်တိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်လိမ့်မယ်လို့တွေ့ရပါတယ်။နောက်လုံးဝရပ်မနေပါနဲ့။ကိုယ်ကံနေညံ့နေတယ်ကိုယ်ပါလုံးလုံးအစင်မပြေဘူးဖြစ်နေတယ်ဆိုပြီးတော့ဘာမှမလုပ်ပဲထိုင်နေတာတည်းဆာလို့ရှိရင်ဒါတစ်ခုမဟုတ်တစ်ခုလုံးနေတယ်စူးစမ်းနေမယ်ဆိုရင်ကိုယ်အတွက်ပို့ပြီးတော့အစင်ပြေနိုင်လိမ့်မယ်လို့တွေ့ရပါတယ်။ ရေရာအနေနဲ့ကတော့ပေါ့ပေါ့ပါပါပါပဲဖះရရေတက်ပဲလို့ရတယ်ဖះတောက်တော့ရေကတ်လို့လို့ရပါတယ်ရေနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုလေးတွေညံ့များလေးပြုလို့ဆောင်ရွက်ပေးပါလို့ဒါအကြံပြုအညွှန်းပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနေသက်တဲ့ဆိုအခေါ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ